တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွဲပါတယ်ငါးပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတော့မြည်သွားလိမ့်ဦးမယ်နော်ငါးပါးသီလသာလုံအောင်ထိအပေတကားငါးပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲဒါကြောင့်ငါးပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေအကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံမှအပေဆိုတာကြတယ်ဆရာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးခေါ်တာတာရှိတယ် အနန္တရိယပိစန္နန္တရိယကမ္မ၅ပါးကျွလွင်တော့သိကြပါောက်ပဲနော်အမေတတ်တယ်အဖေတတ်တယ်ယဟနာဟုတတ်တယ်မြတ်စွာဘုရားသွေးစင်တီအောင်ပြမားတယ်တန်ခါသိမ့်ခွဲတယ်ဆိုရင်တော့ဒါသိကြပါောက်ပဲကြံတဲ့ဟာတွေကတော့သိကြပါောက်လို့ပြောဘူးနော်သိကြပါောက်ပြောမေဘီနဲ့ပဲတွားပုစီဘောဘာလို့လဲဆိုလူမ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေ ကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခု ကျွလွန်တိုင်းဒီပြစ်မှုကျွလွန်ရင်ထောင်3နှစ်ဆိုပါတော့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျွလွန်တိုင်းကြာလာပတ်ဆံရှိတဲ့လူကြမကြဘူး။ဘာလို့ဆိုသူပိုက်ဆံကသူ condition ခေါ်တာပဲ။နော်။လူကြီးနဲ့သိရင်လည်းမကြဘူး။တရားသူကြီးနဲ့သိရင်လည်းမကြဘူး။ဘာမှမကြတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူက။အဲ့လိုဆိုလိုတာ အပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာနေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆုံးလို့တာပေါ့နော်ခြေနေကောင်းနေလုံးထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝဩဇာကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လေအပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible ဘုဒ္ဓလုံးရင်တော့လေလွတ်ချင်မှလွတ်မှာပေါ့ဥပမာမဲ့အပဒံထဲမှာပါတဲ့ပန်းလေးတပွင်လှူတာနဲ့60တကဘာအပေမလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားတဲ့အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဘုမာတာအပေတကပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါတိတေတတုတ်ဆိုတာဟောထားရှိတယ်ဒီဥပဒံရှိနေပြီမဲ့လို့အပေမကြနိုင်တဲ့ပုံကိုယ်တွေဆိုပြီးဟောတော်တာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့ အောင်မေ့လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့